ဆရာနာရှင်တွေကဦးဇင်းတို့ဘုံကြီးတွေကိုဖျက်ဆီးထားတာသူကကာလကြာခဲ့ပြီအနည်းကဆုံးပြောရရင်တော့ဒါ1990ပြည့်တပိတ်တွေကသူတို့ကအချိမဟန်လို့ဖျက်ဆီးပြစ်တာပဲ1990ပြည့်တပိတ်မန္တလေးမှာဒါစတဲ့တန်ဃာတော်တွေဆွမ်းလုံးမွဲကြီးကိုဖျက်ဆီးတဲ့အခါမှာမန္တလေးကစပြီးတော့တပိတ်မောက်လိုက်တဲ့အချိန်မှာဦးဇင်းတို့တတိုင်းပြည်လုံးတပိတ်မောက်တဲ့ဆရာနာရှင်ကိုလုံးဝလက်မခံတော့ဘူးအဲ့တော့တပိတ်မောက်တဲ့တန်ခါမှန်နေမြောက်ကိုသူတို့ကဘာလို့ပြစ်လဲဆိုအကုန်ဖမ်းပြစ်တယ်တိပိတကဒရရီကစအကုန်လုံးဖမ်းစီးတယ်ထောင်ချတယ် ဲ့ဒီလိုအကျံဖတ်လိုက်တဲ့တခုရဲ့အပြင်ဘက်မှာရပါလို့လဲဆိုခုနပြောတဲ့ဇာတော်တွေကိုเนาะအရင်တော့ဘုံเจ้าနေမှာတီဝီတို့နှလုံးတိုင်းနေသုံးလုံးတိုင်းနေဘာရှိတာမဟုတ်ဘူးအဲ့ဒါဘုံเจ้าတွေကိုအကုန်လုံးခွင့်ပြုလာတယ်တီဝီတွေလှူပစ်လာတယ်နှလုံးတိုင်းနေသုံးလုံးတိုင်းနေလှုပ်ခွင့်နေပေးလာတယ်ဒါပါလေဆိုခုနပြောတဲ့ဘုံကြီးလူတွေအံ့မောင်ကိုတို့ကဘုံကြီးတွေကိုထိန်းချင်မလို့လောက်မလဲဆိုအမေရောပြစ်ကြွေလာ ਈ ဆိုတာအဲ့တော့ဘွဲလိုချင်ဘွဲတွေအကုန်လုံးပေးတယ်เนาะเจ้าပါမစ်ပြီးကျူပုံသာဆွဲလိုက်ခုနပြောခဲ့တဲ့ ဘေးလက်မြေတစ်တန်အကုန်လုံးတို့ကထုတ်ပေးတယ်မိမလာရှုပ်ချင်တဲ့လောက်ရှုပ်တို့တို့မသိကြအောင်စောင်းနေတယ်တို့ခိုင်းလို့ရရင်ပြီးရောဟေးဆိုတော့ဘုန်းကြီးတွေကိုခဏပြီးကြတယ်လက်လက်ပတ်တွေနဲ့ဖြက်စီးပလိုက်တယ်အဲ့ဒီကနေပြီးတော့တို့ကဖြက်စီးလာလိုက်တာဟာဦးဇင်းတို့တန်ခါငယ်တွေကတခါ2000ခုမှထပြီးတော့ဆန္ဒပြကြတယ်เนาะပြည်သူလူထုတွေခဏပြေတယ်အငတ်ဘေးတွေဆိုက်ရောက်လာတဲ့ကုန်စင်းတို့နေစမတန်မြင့်လာတဲ့အခါမှာအဲ့ဒီမှာလည်းပဲတပိမ့်မောက်တဲ့အခါမှာလည်းတခါကြီးမြင်တဲ့အတိုင်းပဲတပိမ့်မောက်တဲ့တန်ကားတော်တွေအားလုံးကိုငွေကြံရအောင်လို့ခေဆိုရင် ကြောင်းထဲမှာဝင်းရုပ်တွေနေရိုက်နော်ကားပေါ်ပြစ်တင်အကုန်လုံးမှပြန်လုံလုံမူတာတွေလည်းနေတာမှမဟုတ်တာချောင်းတွေတည်းမျောလာနော်သူတက်ပြစ်တယ်တစ်ဖက်ကအကြမ်းဖက်တစ်ဖက်ကကြတော့သူတို့ကနှစ်ထောင်ကုန်ရှိဝါရောင်ကြီးရဲ့တန်နိုင်ငံလုံးဆန္ဒပြမှုကြီးရကဘာလုံးကိုလွင့်လာတဲ့အချိန်မှာဘုံကြီးတွေကိုသူကလုံးဝမကြိုက်တော့ဘူးအညိုးနဲ့အဲ့ဒီမှာသူကဘာလုပ်လဲဆိုဘုံကြီးတွေကိုခொနာပေးကြတဲ့မြို့ပါတာတာရဏစောင်းရှောက်ရေးဆိုတဲ့အဖွဲ့ကြီးထောင်ပြီးတော့သူကဘာလုပ်ပြလဲဒီဖြက်စည်းခြင်းကိုလောက်တာပေါ့ဗျာနော်အဲ့ဒီကကြတော့ ဘုန်းကြီးတွေကဒီကောင်းစင်းလေးကိုကြိုက်သွားကြတယ်။အဲ့တော့ဦးဇင်းတို့ဘုန်းကြီးတွေကလည်းပြောရမယ့်ဟေ့ဆိုရင်တခါကြီးကပညာကြီးကဒါရေးတာမှတ်တာဖတ်တာဒါကြက်တွေပဲများတယ်။ဘုန်းတော်ကမစင်သားဘူး။အဲ့တော့ဆရာနာရှင်ကဒါကိုကောင်းသီးတဲ့ခါကျတော့ခေါင်းစည်းလေးလှလာလေးချပေးလိုက်တယ်။အဲ့တော့ဘုန်းကြီးတွေကအာမျိုးပါတာတာဒနာစောင့်ရှောက်တယ်အဲ့တော့ဆရာနာရှင်ကလိုအပ်တဲ့မြပေါ့ဗျာနောက်ကတော့သူကလည်းပတ်စံအတိုင်းမြေခိုးထားတယ်အများကြီးရှိတဲ့ခါကျတော့အဲ့ဒါတွေနဲ့သူတို့ကဟိုလက်ထိုးလိုက်တာပေါ့အဲ့ဒါကိုတာယာွားကြတယ်ဦးဇင်းတို့အဲ့ဒီတွေကပြောပြတယ်ဒါတွေမလုံနဲ့ ဒါရီယအန်နေအများကြီးရှိတယ်ဆိုတဲ့ခါကြတော့သူတို့ကအဲ့ဒီမှာဘာရာဂျာအစ္စလမ်မုန်ဒီရေးတွေကိုသူကအကွက်ကြက်ကြက်လှုပ်လာတယ်နော်သူတို့စာအုပ်တွေအများကြီးထုတ်တယ်အဲ့တော့ဦးဇင်းတို့ရဟန်းတန်ခါငယ်တွေဘာမှမသိဘူးလေတီတကူတို့လိုပုံကိုယ်တွေဘောနာပြေကတဲ့ဝီဒသူတို့လိုနာမည်ကြီးတွေအင်းစိန်ရွာမဆရာတော်တို့လိုကကိုယ်တိုင်ကစစ်အာဏာရှင်နဲ့ပေါင်းပြီးတော့ဒီအမျိုးဗဒတာဒနာကိုစောင့်ရှောက်တာတွေလုပ်တယ်ဟေးဆိုတော့တန်ခါငယ်လေးတွေလည်းဘာမှမသိတော့နော်အဲ့ဒီမှာသူတို့ကဘာလှုပ်လာလဲဟေးဆိုတော့အစ္စလမ်ကိုမုန်ဒီရေးလှုပ်နေရနေပြီးတော့ဒေါအောင်ဆန်းစုကြည်တို့က ဒီအစ္စလမ်ကိုကာကွယ်ပေးနေတဲ့အစ္စလမ်ပါတီဖြစ်တဲ့ဟေးဆိုတိုက်လိုက်တဲ့အခါမှာတချို့ရန်ငယ်လေးတွေဘာမှမသိဘဲနဲ့အင်နေဒီပါတီကိုလုံးဝမောင်းသွားတယ်။အဲဒီခါကျတော့ယနေ့အာနာသိမ့်မှုဖြစ်စဉ်ကြီးကိုတော့တချို့ဘုန်းကြီးတွေအခုဓမ္မစီတီတို့ကအစားအနီအစိမ့်ပြတနာတို့ဘာတို့တွေဆွဲထက်လာ။ဒါအဲ့ပြတနာမဟုတ်ဘူးလေ။ယနေ့ပြတနာကဣရူလူရူပိုင်နေတဲ့ချုပ်ချာအာနာကိုနင်လန်းငါလာခိုးယူလိုက်လို့အာဓမ္မဖြစ်နေတာ။အာဓမ္မကိုတော်လှန်နေကြတာ။ဒါကြောင့်မလို့ဒီရှင်အရော်တွေအားလုံးဟာ ဒီအာဓမ္မကိုဆုံးမကြရမှာဒါပေမဲ့သူတို့ရဲ့လှဲကွက်အတွင်းနေတဲ့မှာကုဏ္ဏပိရပတ်စံရတာတွေနော်ကုဏ္ဏပိကရတခြားဘာသာမုံဒီရီတွေနော်ကုဏ္ဏပိကရစောင်းလျှောက်ဆိုတဲ့တလွဲဟာတွေနဲ့လှုပ်ထားလိုက်တဲ့အချိန်မှာဦးဇင်းတို့ရဲ့တိုင်းပြည်ဟိုဆိုပြီးဆိုဖြစ်လာတာပေါ့နော်ဒါကြီးကုဏ္ဏကမေးတယ်လို့ဒီဖုန်းကြီးတွေကတော့တကယ်အဓိကတာဝန်ရှိတာကကုဏ္ဏယဟန်ကျင့်ဝတ်တယ်မှာမကောင်းမြတ်တာကောင်းရညွန်လေးဖြစ်တဲ့တကြောင်မကောင်းတာကိုတအုပ်တာမြင်ရမယ်ယဟန်မှန်လို့ရှိရင်ဒါစာရိတ္တတီလာပဲစာရိတ္တတီလာဒီဒူပြုတ်ကိုပြုတ်လောက်ရမယ်အရာ ဲ့ဒါကိုရှောင်ဖယ်လိုက်တဲ့ဟေးဆိုရင်ယဟန်တန်ကမဟုတ်တော့ယဟန်တန်ကရဲ့အသက်ဒီခုနပြီးကလေးစာရိတ္တဒီလာစာရိတ္တမန်နိုင်ကိုငါအသက်တာလင်းစွန့်စွန့်မယ်ဓမ္မကိုမစွန့်ဘူးမှန်တရားကိုပြောတဲ့တဲ့ကြောင့်ထောင်ချမှလားတတ်မှလားโอเคလုတ်ချင်တာလို့အဲ့ဒီလိုမျိုးစိတ်သက်ရှိပြီးတော့တန်ခါငါးသိန်းရမြန်ရဲရဲရင်ရင်လုတ်ကြမယ်ဆိုဒီကောင်ကြီးဖြစ်เสียအကြောင်းမရှိဘူးအခုတော့ခုနပြီးကလေးတီတကူတို့ကိုတိုင်ကပြောင်းပြန်နေလုတ်ပြီးတော့တရားပညာနဲ့ပြည့်စုံတော့မင်းကောင်းမင်းမြတ်ဆိုပြီးတော့မြောက်ပြေးတယ်ပြီးတော့ခုနကပြောခဲ့တဲ့ဘာမှမပူနဲ့ နော်သူ့နောက်မှာယဟန်၄သိန်းရှိတယ်ဟေးဆိုပြီးမြောက်ပေးတယ်ဒါတွေဟာခေါင်းကပြောခဲ့တဲ့မင်းအောင်နိုင်ကိုအမှားလမ်းကြောင်းတွေကိုတွန်းပို့နေတာဖြစ်နေတယ်မဆုံးမတဲ့ပြင်ဆုံးတွန်းပို့တဲ့တို့ကြောင့်ငကွားမှာကြက်မပြည့်တဲ့မင်းအောင်နိုင်ကပို့ပြီးတော့မိုက်ရဲဆန်ပြီးတော့မဟုတ်ဒုက္ခတွေအမှားတွေလုပ်ပြီးလုပ်ရင်ဖြစ်လာတာ